Hello မင်္ဂလာပါသားတို့တမျိုးရေတီချဲရဲ့ great for သင်ချာတန်းနေရနေကျူစွလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့တီချဲတို့ video number 1 great for သင်ချာအတွက်ပထမဆုံး video လေးဖြစ်ပါတယ်เนาะအဲ့တော့ဒီ video လေးကနေစပြီးတော့တီချဲတို့ကနောက်ထပ်နောက်ထပ် video တွေမှာတို့တွေတွေ့ကြအောင်မှာဖြစ်တယ်เนาะအဲ့တော့ great for သင်ချာဖတ်စာအုပ်ကြီးသင်ရိုးကြီးတစ်ခုလုံးပြီးသွားရဲ့ဒီတီချဲနဲ့အမြဲတမ်းတွေ့ကြမယ်เนาะ ဟုတ်ပြီကဲအားဆိုလို့ရှင်ဒီဗီဒီယိုလေးမှာဒီချက်ကတို့တွေစာစတင်မယ်ဆိုလို့ရှင်ဘာတွေလိုအပ်မလဲဆိုတာလေးကိုအရင်ဆုံးပြောသွားပါမယ်အဲ့တော့ဒီချက်တို့ grade 4တင်ချကိုတင်မှုအတွက်ဆိုလို့ရှင် grade 4တင်ချဖတ်စာအုပ်တအုပ်လိုပါမယ်ပြီးတော့ပြီဆိုလို့ရှင်เนาะမင်းတို့အတွက်သင်လေ့ကျင့်ခန်းတွေလုပ်ဖို့အတွက်တကြောင်းမြင်းစာအုပ်တအုပ်လိုပါမယ်เนาะ ဟုတ်ပြီနော်အဲ့တော့ဖက်စာဟုတ်ကတအုပ်တကြောင်မြစာဟုတ်ကတအုပ်ကျန်တာကခဲတံပေးတယ်ခဲပြက်နောက်ထပ်လိုအပ်တာလေးတွေကသင်္ကားသင်္ကန်းစာအလိုက်ဗာလေးတွေလိုအပ်လဲဆိုတော့ဒီချေကကြိုတင်ပြီးတော့ပြောသွားပါမယ်အခုတော့မလိုသေးပါဘူးနော်ဟုတ်ပြီကဲအားဆိုလို့ရှိရင်ဒီချေတို့သင်္ကန်းစာလေးကိုတွားလိုက်ကြရအောင်အားဆိုရင်ဒီနေ့ဒီချေတို့တွေက grade 4တင်ချရဲ့အခန်း1 ကိမ့်ညာသင်ခန်းစာဖြစ်ပါတယ်ခေတ္တတို့သမလို့ teacher တို့ကလေ grade 3ကနေစပြီးအခန်းတက်မှာကိမ့်နေအကြောင်းသင်ခဲ့တယ်နော်ဟုတ်ပြီနော်အဲ့တော့ကိမ့်နေအကြောင်း grade 3ရမှာစတင်တာမဟုတ်ပါဘူး grade 1မှာတည်းက teacher တို့သင်ထားပြီးသားပါ grade 1မှာတက်ကနေ5ဒီကိမ့်တက်ကနေ5ကနေပြီးတော့6ကနေ10အထိကိမ့်ပြီးတော့စတက်ကနေပြီးတော့20ပြီးတော့21ကနေ90နောက်ပိုင်းကျတော့အာ21ကနေ90ပြီးတော့51ကနေ100အထိကိမ့်နေ teacher တို့ grade 1မှာသင်ခဲ့ပြီးသားပြီ grade 2လည်းရောက်လဲရောက် ော်တရာအထက်ကိန်းတွေကိုတီချေရိုအုပ်စုလေးတွေ၁၀အုပ်စုလေးတွေဖွဲ့ပြီးတော့တီချေရိုတွေပြောခဲ့ကြတယ်ရေးခဲ့ကြတယ်အဲ့ဒါကဘယ်အထိသင်ခဲ့လဲဆိုရင်တထောင်အထိကိန်းတွေကိုသင်ခဲ့ကြပါတယ်မှတ်မိလားဇီးသီးပင်လေးနေဟုတ်ပြီနော်အဲ့တော့ grade 3ကိုရောက်တဲ့အခါကျတော့တီချေရိုကအာအစပိုင်းမှာတထောင်အုပ်စုနှစ်စုအဲသုံးစုတထောင်စုနှစ်စုဘယ်လိုခေါ်လဲတထောင်စုသုံးစုဘယ်လိုခေါ်လဲဆိုပြီးတော့သင်ခဲ့ကြပြီးတော့ဘယ်အထိသင်ခဲ့လဲဆိုရင်တီချေရိုတသိန်းအထိကိန်းတွေကိုသင်ခဲ့ကြပါတယ်နော်ဟုတ်ပြီတသိန်းအထိကိန်းတွေကိုတီချေရိုဖတ်ခ ဲ့ကြတယ်ရေးခဲ့ကြတယ်နိုင်ရှင်ခဲ့ကြတယ်เนาะဟုတ်ပြီเนาะပြီးတော့အဲ့ဒီတသိန်းတိကိန်းတွေကိုတကယ်တော့အတန်းငငယ်လေးတွေမှာသင်ခဲ့ရတဲ့အတိုင်းကိန်းချင်းပေါ်မှာတကယ်တော့နိုင်ရှင်ခဲ့ကြတယ်ပြီးတော့အဲ့ဒီကိန်းတစ်ခုရဲ့10ဆ100ဆပြီးတော့ပြီဆိုလို့ရှိရင်ကိန်းတစ်ခု10နဲ့စာရင်ရတဲ့ကိန်းတွေကိုလည်းတကယ်တော့က grade 3မှာသင်ခဲ့ပြီးသားပြီเนาะအခုဒီအခန်းမှာဆိုလို့ရှိရင်သားတို့သမီးတို့ကအမြောက်ကိုလည်းသင်ယူရမှာဖြစ်ပါတယ် အမြောက် grade 3မှာ teacher တို့အမြောက်တွေတင်ပြီးသားပြီเนาะဟုတ်ပြီအမြောက်လို့ဆိုတဲ့အခါမှာ teacher တို့က grade 3မှာတင်ခဲ့တဲ့ဂဏန်3လုံးပါတဲ့ gain ကိုဂဏန်2လုံးပါတဲ့ gain နဲ့မြောက်ချင်းတွေကိုလည်းဒီအခန်းမှာတင်ရမှာဖြစ်ပါတယ်เนาะဟုတ်ပြီဒီအခန်းလေးကတော့နည်းနည်းတော့ကျေပါတယ်ဒါမှမဟုတ်တနေ့နည်း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 စီနဲ့ရအောင်လုပ်ကြမယ်เนาะဟုတ်ပါပြီအားဆိုလို့ရှိရင်ထုံးစံအတိုင်းဒီချေရုကခေါင်းစဉ်လေးတက်ကြရအောင်အဲ့တော့မင်းတို့ရဲ့တင်ချလေ့ကျင့်ခန်းစာအုပ်ကိုထုတ်ပေးပါရှင် အတော့တင်ချလေးချိန်ငန်းစာကိုထုတ်ပေးပါထုတ်လို့ပြီးသားပြီဆိုရင်ခဏလေးစောင့်ပေးပါနော်အတော့ထုတ်လို့ပြီးသားပြီဆိုရင် စာမျက်နှာရဲ့အလဲကောင်မှာတီချဲတို့ကအခန်းတက်ပါမယ်ခဏလေးစောင့်ပါနော်တီချဲစာကိုကလေးထုတ်လိုက်ပါဦးမယ် Okay ရပါပြီရှင်အတော့အလဲကောင်မှာတီချဲတို့ကအခန်းတက်လို့တောက်လိုက်ပါ အခန်းတက်ခေါင်းစဉ်လေးရပါလေးလဲအောက်ကနေဆက်တက်မယ်ကိမ်းမြဗာလေးတော့ ကဲမြာဟုတ်ပါပြီရှင်အဲဆိုလို့ရှင်လာဒီချေတို့တွေကဖက်စာကလေးကိုပြန်သွားကြည့်ကြရအောင်ဟိ yes ကိတာတို့တမွေဒီချေရဲ့ဖက်စာကလေးကိုတွေ့ရပါသလားခဏလေးနော်ခဏလေးနော်โอเคဖက်စာလေးကိုတွေ့ရပြီဆိုရင်ဒီချေတို့ grade 3မှာတွေ့ခဲ့တဲ့အတိုင်းနေရာလိုက်ဇာယပြနေရာလိုက် တမိုးတွေကိုပြတဲ့ဇာတ်လေးကိုတွေ့ရတယ်နော်ကိတရုတမျိုးရဲ့လ grade 3မှာဗာရီသင်ခဲ့လဲဆိုတော့ပြန်မှတ်မိအောင်လုပ်ကြမယ်ခက်ဖက်ကြည့်ရအောင်အောက်ပါကိန်းကပြားများပါသည့်ဇာတ်အတွင် fruit ဆိုမျိုးဤလူဦးရေကို ပြထားသည့် ဖရူโซမြို့တွင်လူဦးရေမိများရှိတဲ့နေ့ဖရူโซဆိုတာမြို့နာမည်ကိုပြောတာပေါ့နော်ဟုတ်ပြီအဲ့တော့ခြေတို့ကဒီစင်ရောက်ွက်ကိုကြည်လိုက်ပါကြည်လိုက်တော့ခု10ရာထောင်တောင်းတောင်းနေရာမှာတထောင်အုပ်စုဘယ်နှစုရှိတယ်လဲနှစ်စုဆိုတော့နှစ်ပေါ့ထောင်နေရာမှာတထောင်အုပ်စုဘယ်နှစုရှိလဲရည်ကြည့်ပါအောင်1 2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70ဟုတ်ပါပြီ။၃၁၀နေရာမှာ၁၀အုပ်စုဘယ်န ဆိုရှိတယ်လဲတစ် okay ဟဲ့တစ်ခုနေရာမှာခုအုပ်စုတွေဘယ်နှခုရှိတယ်လဲတစ်နဲ့၃၄၅၅ခုရှိပါတယ်ရှင့်ဟုတ်ပြီအဲ့တော့တာလို့တမလို့တီချာတို့ကလေကိန်းနေရကြီးလာပြီအဲ့တော့ကိန်းနေကကြီးလာတဲ့အတွက်ကြောင့်မို့လို့တီချာတို့ကဒီကိန်းကပ်ပြားရဲ့အစားတီချာတို့ကကိုစားပြုတ်နော် grade 1နဲ့ကကိုစားပြုတဲ့ အာပစ္စည်းလေးတွေနဲ့အသုံးပြုပါမယ်အဲ့တော့လေးတောင်ကလေးဖြစ်ဖြစ်အဝိုင်းလေးတွေဖြစ်ဖြစ်တို့တွေကအသုံးပြုလို့ရပါတယ်အဲ့ဒါကြောင့်ဒီချေတို့ကဒီ grade form မှာဆိုအဝိုင်းလေးတွေနဲ့ကိုစားပြုပြီးတော့ပြောကြည့်ကြရအောင်အဲ့တော့ဥပမာနှစ်တောင်းကိုပြဖို့အတွက်ဆိုရင်တောင်းနေရာမှာအဝိုင်းကလေးနှစ်ဝိုင်းပေါ့ဟုတ်ပြီနော်တဝိုင်းကတတောင်းစုတစုကိုကိုစားပြုရဲဆိုတာသိရပါမယ်ရှင် okay အဲ့ဆိုလို့ရှင်ထောင်နေရာမှာဒီချေတို့အဝိုင်းလေးဘယ်နှဝိုင်းထည့်ရမလဲ၉ဝိုင်းရာနေရာမှာကအဝိုင်းကလေး 3ဝိုင်း10နေရာမှာအဝိုင်းလေး1ဝိုင်းခုနေရာမှာကအဝိုင်းကလေး5ဝိုင်းရမယ်နော်အဲ့ဒီဂိမ်းကိုဒီချေတို့ကဖတ်ကြည့်ကြရအောင်1 9300 ငားလို့ဖတ်ပါတယ်ရှင်ပြန်ဖတ်မယ်နော်ဒီကျေရူတွေကဂိမ်းလေးတွေကိုနေရာလိုက်ဇေယျမှာနေရာလိုက်ပြဇေယျမှာနေရာလိုက်တံမိုးတွေကိုပြတယ်ဇေယျမှာဖတ်အောက်ကနေအပေါ်ဖတ်ရပါတယ်ဒီကျေရဲ့ grade 3တက်မှာဆိုဒီကျေအမြတ်တေချာလေးရှင်းပြပေးထားပါတယ်နော်အဲ့တော့ဖတ်ကြရအောင်ဟိနန်းတောင်ကိုထောင်300 ငါငါခုကကြတော့ခုကိုထည့်ပြကြရမလို့ဘူးနောက်ဆုံးရဲ့အရှိမအောက်ကမြင့်အတန်လေးထည့်ပြမယ်နောက်တစ်ခေါက်ပြန်ဖက်ပါမယ်2300 35အဲ့ဒီ2300 2900 35ကိုကိန်းနဲ့ရင်းရင်ဒီလိုရေးရပါတယ်ရှင်2931 5လို့ရေးရပါတယ်အဲ့ဒီ2931 5မှာတောင်းနေရာမှာရှိတဲ့နှစ်ဒီနှစ်ကလေးကတောင်းနေရာမှာရှိပါတယ်အဲ့ဒီကိန်းကဘာကိုကိုစားပြုတ်တယ်လဲ2000ကိုကိုစားပြုတ်ပါတယ်အဲ့တော့ ောင်နေရာမှာရှိတဲ့ကိုကဘယ်နှထောင်ကိုစားပြူတာရော၉ထောင်ရာနေရာမှာရှိတဲ့သုံးကဘယ်လောက်ကိုကိုစားပြူတာလဲ၃ထောင်ဆယ်နေရာမှာရှိတဲ့တစ်ကဘယ်လောက်ကိုကိုစားပြူတာလဲ၁၀ခုနေရာမှာရှိတဲ့၅ခုကဘယ်လောက်ကိုကိုစားပြူတာလဲ၅ခုကိုစားပြူတာပါ၅ခုကိုကိုစားပြူတာပါနော်အဲ့ဒါဆိုရင်တောင်းနေရာကဂိမ်းလေးကတောင်းနေရာမှာနှစ်ဆိုရင်နှစ်တောင်းကိုကိုစားပြူတယ်တောင်းနေရာမှာသုံးဆိုရင်သုံးတောင်းကိုကိုစားပြူပါတယ်တောင်းနေရာမှာခွနှစ်ဆိုရင်နော်ခွနှစ်တောင်းကိုကိုစားပြူပါတယ်နော် Yeah, we know. Okay. ဟုတ်ပါပြီအဲဆိုရင်တရုတ်သမီးတို့ရဲ့ teacher တို့လေ့ကျင့်ရနံပါတ်1ကိုသွားလိုက်ကြရအောင်အဲ့တော့ပုံစံလေးကို teacher တို့ဖတ်ကြည့်ကြမယ်နော်အဲ့တော့ဘကိုးမျိုးနဲ့ရန်ကုန်မျိုးဤလူဦးရေသည်2014ခုနှစ်၌မိများရှိသည်ကို အောက်ပါစရာတွင်ပြထားသည်ဤကိန်းများမိတို့ဖတ်ရမည်ကို လေ့လာမည်ဟုတ်ပြီဇရာကွက်ကြည့်ဒီမှာပါမြို့နာမည်ကဘကိုးနဲ့ရန်ကုန်လူဦးရေကဒီလောက်နဲ့ဒီလောက်ဖြစ်ပါတယ်အဲ့ဒီကိန်းတွေကအတဖြည်းဖြည်းနဲ့များလာပြီနော် teacher တို့တွေကအဲ့ဒီကိန်းတွေကို teacher တို့ဘလို့ဖတ်ရမလဲ ယ်ဆိုတာကိုလေ့လာကြည့်ရအောင်အဲ့တော့လ6911339ကိုဘယ်လိုဖတ်မလဲကြည့်ပါဟိနံပါတ်ကကြည့်ဒီစရောင်းကိုကြည့်ပြီးတော့6911339ကိုဖတ်ကြည့်ပါအောင်ဒီချက်ပြောထားပါတယ်အောက်ကနေအပေါ်ကိုဖတ်ရမယ်လို့ပြောထားပါတယ်နော်ကဲဖတ်ကြည့်ကြရအောင်4 3 9000တောင်းတရား30ခုကပါသလား မပါဘူးအဲ့တော့နောက်ဆုံးက10ဖြစ်သွားပြီ10ရဲ့အရှိမအောက်ကမြင့်အတန်လေးထည့်ပြီးဖက်အဲ့တော့ပြန်ဖက်မယ်ဟေ့ဒီချက်ဖက်ပြမယ်ခဏလေးနားထောင်ပြီး၄သိန်း၉တောင်းတထောင်းတရ30ဟုတ်ပြီနော်ပြန်ဖက်ပြပါအောင်၄သိန်း၉တောင်းတထောင်းတရ30ဖက်ကြည့်ပြပါအောင် ဟုတ်ပါပြီရှင်โอเคအဲဆိုရင်ဒီချယ်ရူကနောက်ထပ်93953995ကိုဘယ်လိုဖတ်မလဲဆိုတာဇရာွက်လေးကိုကြည့်ပြီးတော့ဖတ်ကြည့်ပေးပါအောင်ဟိနမတ်ခါခွေးပါနော်โอเคဖတ်ကြည့်ကြရအောင်ဒီချယ်ကအရင်ဖတ်ပြပါမယ်ခဏတန်တုံးသိ9000 9000 3ညာဖတ်เสียမလို့ဘူး80 ငါနောက်ဆုံးငါကခုနေရာကတကယ်လို့ထည့်ဖက်เสียမလို့เนาะအဲ့တော့အဲနေရာလိုက်တံမှုခုနှစ်ခုငါခုဆိုပြီးတော့ထည့်ဖက်เสียမလို့ဘူးအဲ့တော့နောက်ဆုံးရဲ့အရှိမအောက်ကမြေအတန်လေးထည့်ပြီးဖတ်ပါမယ်ပြန်ဖတ်ပြပါမယ်ခုနှစ်တန်3တိတ်ငါတောင်ငါတောင်ခုနှစ်ဆက်ငါဖတ်ကြည့်ပြပါအောင်ကြပါပြီလား ဟုတ်ပါပြီရှင်ခဲ့အဲ့ဒါဆိုလို့ရှင်အခုဒီချက်တို့က6133ညနဲ့8355ညခွန်ငါအဲ့ဒီဂိမ်းတွေကိုဒီချက်တို့ကထည့်ခဲ့ပြီးသားပြီဆိုတော့စာနဲ့ရေးကြရအောင်ဟိစာနဲ့ရေးပါမယ်အဲ့တော့စာနဲ့ရေးဖို့အတွက်မင်းတို့ရဲ့လေ့ကျင့်ခန်းစာအုပ်ကိုတွားကြရအောင်လေ့ကျင့်ခန်းစာအုပ်ထဲမှာတီချယ်တို့နံပါတ်တက်ပါမယ်အခုတီချယ်တို့တွေတွက်နေတာက3ခန်းတုံးလေးတဲကနံပါတ်1အဲ့ဒီ1ရဲ့ဂငေကိုတို့တွေကရေးရမှာဖြစ်တယ်နော် ဟုတ်ပြီနော်ရေးဖို့အတွက်ဆိုရင်မင်းတို့ကိုအဆင်ပြေအောင်လို့ဒီခြေကဒီစရာကွက်လေးကိုယူပြီးတော့มาပြပါမယ်အဲ့တော့မင်းတို့ကဒီစရာကွက်ကိုလှုပ်เสียမလို့တော့ပဲကြည်ရမယ်နော်အဲ့တော့ဒီမှာပါအဲ့တော့ကြီးလိုက်တဲ့အခါမှာဒီခြေတို့ကဂိမ်းလေးကိုအရင်ဆုံးရေးအောင်ဟိအဲ့တော့နံပါတ်1ရဲ့ဂငယ်သတိကံတုံးလေးတဲ့ကနံပါတ်1ရဲ့ဂငယ်၄၉၁၁ 3 3ညအဲ့ဒီဂိမ်းကိုဇင်ရောက်ွက်လေးကိုကြည့်ပြီးတော့စာနဲ့ရေးရပါမယ်တောက်တမျိုးရေ4သိန်း4သိန်းဖြစ်တဲ့အတွက်ကြောင့်မလို့စာသားနဲ့ပဲရေးရပါမယ်အောက်ကရေးမယ်တချောင်းကြော်ကြမလို့ဘူးတဝေထို့လာရေ4ဝေဆန်နှလုံးပေါက်လေးတလုံးတင်နဲ့သိန်းဝေဆန်နှလုံးပေါက်သိန်း4သိန်းပြီးတော့6000ကိုတောင်ကာကြီးလုံးနဲ့စပိတ်လေးနဲ့နဲ့ချာနော်ချောင်းကြီးကိုဝေဆန်နှလုံးပေါက်ကိုတဝေတို့တရေးချငတ်တောင်ဝေဆန်နှလုံးပေါက်တောင်ကိုတောင် ပြီးတော့တထောင်တထောင်တထောင်ဆိုတော့ဒါဝင်ဘူးရေးစတတစ်တဝေထိုထာစနုရေးချငတ်သားထောင်တထောင်ပြီးတော့တရာတရာဆိုတော့ဒါဝင်ဘူးရေးစတတစ်ရကောက်ရေးချရတရာပြီးတော့သုံးစင်တာတည်တင်းစပေးလေးချမယ်နော်တာတည်တင်းချောင်းငယ်တော့ဝေစာနှလုံးပေါင်း၃စာလေးရပလက်သဲ၃စင်း ုတ်ပြီနောက်ဆုံးရဲ့အရှိမအောက်ကမြင်ထဲလိုက်တော့ရနေရပါတဲ့ရပြီလားရပြီနော်ဟုတ်ပါပြီရှင်အဲဆိုရင်ပြီးတော့နောက်တစ်ခုတို့ရထည့်ရေးကြရအောင်နောက်တစ်ခုကဒီအားလေးပေါ့နော်ခနည်းခနဲ့3 5 5 3 9ခွန်ကအဲ့တော့မင်းတို့တွေကြည်ရတာလွယ်အောင်လို့ဒီချက်ဒီလိုလေးယူလိုက်မယ် ဟုတ်ပြီနော်အဲ့တော့မင်းတို့ကခုနရေးထားတဲ့စာသားရဲ့အောက်မှာတကြောင်ကြော်လိုက်ပါကြော်ပြီးတော့ဒီဂိမ်းလေးကိုရေးမယ်9 3 5 5 3985ကဲဟုတ်ပြီဟဲ့အဲ့ဒီဂိမ်းကိုဒီချယ်ရုကစာသားနဲ့ရေးဖို့အတွက်ဇယောက်ွက်ကိုတောက်ကြည့်ပေးခွန်နတ်တန်းခွန်နတ်တန်းကိုရေးရအောင်ဟဲ့ခွန်နတ်တန်းအဲ့တော့ဒီချက်ဒါလေးဒီဘက်တို့လာမနော်ခွန်နတ်တန်းဆိုတော့ခါခွေတချောင်းငင်ခုနာငေးဇတနစ်ခွန်နစ်ဒါလေးကခုနကပြီးသွားတာပါ 哦、oh,，sorry。困难大，大一难的难，为啥那老包难？困难大，比大罗东顶东顶被差比一把面大，滴滴点长原东，为啥那老包东？大龙的难的低，为啥那老包低？东顶好比诺比大罗阿到。 ငါရေးချဝေဇနလုံးပေါငါတဝေတို့တရေးချငါတတော်ဝေဇနလုံးပေါတောင်းငါတောင်းပြီးတော့ငါထောင်း ငါရေးချဝေဆက်နှလုံးပေါင်းငါတဝေထိုးထားစနုရေးချငါတထောင်ငါထောင်ပြီးတော့တုံညရေးချလို့လားမလို့ဘူးခွန်90ခါခွေတချောင်းငင်ခုနာငေးဆက်တဲ့နှစ်ခွန်နှစ်စာလင်းရပလက်တဲ့ဆက်ခွန်90ပြီးတော့ငါငါခုကကြတော့ငါလို့ပဲရေးပါမယ်ငါရေးချဝေဆက်နှလုံးပေါင်းငါနောက်ဆုံးရဲ့အရှိမအောက်ကမြင်လေးထည့်ပေးရပါမယ်နော် ဟုတ်ပြီเนาะဒီ gain လေးကို ပြန်ဖတ်မယ်ခဏတန်3တိန်5000 5000 85ရပြီလားရပါပြီရှင်အဲဆိုရင်တို့တွေဖက်စာကလေးကိုပြန်ကြည့်ကြရအောင်တရံအဲ့တော့သူပြောထားတဲ့နံပါတ်ကငယ်ဒီဂိမ်းလေးနဲ့ဒီဂိမ်းလေးကိုစာနဲ့ရေးပါဆိုတော့တို့တွေရေးပြီးသားပြီနော်အဲ့တော့တအားသမီးတို့ရေးလာတီချယ်တို့ကလေတသိန်းရဲ့စေစားဖြစ်တဲ့ဂိမ်းကိုဘာလို့ခေါ်တယ်လဲဆိုတသန်းလို့ခေါ်ပါတယ်အဲ့တော့အစအနေပြန်ပြောမယ် ခုခုတစ်ခုရဲ့စေစားက30 30ရဲ့စေစားက100 100ရဲ့စေစားက1000 1000ရဲ့စေစားက1000 1000ရဲ့စေစားက3000အဲ့ဒီ3000ရဲ့စေစားကဘာလဲဆိုလို့ရှင်သတန်းလို့ခေါ်ပါတယ်ရှင်သတန်းအဲ့ဒီသတန်းကိုရေးချင်ရင် တုံညဘယ်နှလုံးလဲ1 2 3 4 5ဘာဖြစ်လို့လဲဒီမှာကြည့်လိုက်တသိန်း5 1 2 3 4 5အဲ့ဒီတုံညငါလုံးကိုတီချယ်တို့ကစေစားလုပ်လိုက်ရင်အမ်တီချယ်တို့ကဘာလုပ်လဲတုံညတလုံးအနောက်ကနေထည့်ပေးရတယ်ဆိုတော့ grade 3မှာသင်ခဲ့ပြီးတော့ပြီးအဲ့ဒါကြောင့်တသိန်းရဲ့စေစားဆိုရင်တုံညတလုံးထည့်လိုက်တော့တုံညဘယ်နှလုံးဖြစ်သွားတယ်6လုံးဖြစ်သွားပါတယ်တသန်းလို့ခေါ်ပါတယ်တသန်းကိုရေးချင်ရင်1 3 6လုံးလို့ရေးရပါတယ်နော် ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်တသိန်းရဲ့ဆယ်စားကိုဘာလို့ခေါ်တယ်လဲတတန်အဲ့ဒီတတန်းကိုဘယ်လိုရေးမလဲကျေးတုံ6လုံးလို့ရေးရပါတယ်အဲ့ဒါလေးကိုမင်းတို့ရဲ့စာအုပ်ထဲမှာတချေလို့ notes အနေနဲ့မှတ်လိုက်ကြရအောင်နော်ဟုတ်ပြီနော်အဲဆိုရင်ဒီအောက်မှာရေးလို့ရရင်ဒီအောက်မှာရေးရေးကြနေရာမရှိဘူးဆိုရင်တော့ဒီချေတို့စာမျက်နှာအစ်စ်ကိုသွားပါမယ်အဲ့တော့သားတို့တမလို့ရေးတသိန်း တသိန်းဆိုတာကတစ်ချက်ရေးတာလေးကိုတစ်ချက်ကြည့်ဟဲ့တသိန်းဆိုတာက1 3 5လုံးပါရှင်အဲ့တော့ဘယ်လိုလေးရေးမလဲလားအဲ့တော့တကယ်ရေးမယ်ဆိုရင်ခု၁၀ရာထောင်တောင်သိန်းတသိန်းခု၁၀ရာထောင်တောင်သိန်းနေရာက1ဖြစ်ရမယ်เนาะအဲ့ဒါမှတသိန်းအဲ့ဒီတသိန်းရဲ့ဘာလဲစေဇာစေဇာကိုဘာလို့ခေါ်တယ်လဲဒီချေရူက တသန်းလို့ခေါ်ပါတယ်เนาะအဲ့တော့ခုနကတုံညာကငါးလုံးကိုဒီချေရတုံညာတစ်လုံးထည့်လိုက်တော့1 2 3 4 5 6ဟုတ်ပြီเนาะတသန်းလို့ရေးပါတယ်အဲ့ဒီဂိမ်းကိုဘာလို့ခေါ်တယ်လဲတသန်း sorry ဒီချေရပြီးမှာပဲဆက်သွားပါမယ်အဲ့ဒီလိုမျိုး1 3 6လုံးကိုတတန်တာဝင်မှုရေးဆက်တတိတာရေးနဲ့တန်ဝေစနှလုံးပေါင်းတန်တတန်ရပြီလား ေးသားပြီဆိုရင်เนาะဒါလေးကိုတစ်ချက်ကို box လေးဖြစ်အောင်လို့ဘောင်းခတ်ပေးပါဟိโอเคเกดาลิโกยีไลปองเฮ่မမီဘူးဆိုရင်တော့ဒီချက်ဗီဒီယိုလေးကိုခဏလေးရက်ပြီးတော့ရေးပေးပါเนาะ ဟုတ်ပြီအဲ့တော့တသိန်းရဲ့ဆယ်စားကတသန်းဆိုတာသိသွားပြီအဲ့ဆိုရင်တီချေရုကအာတန်းအထိလဲပါချက်ပါမယ်တိန်းကနေတန်းအထိပေါ့နော်အဲ့ဒီဂိမ်းလေးတွေကိုတီချေရုတွေကအာစာနဲ့ရေးကြမယ်ဖတ်ကြည့်ကြမယ်ဘာဖြစ်ဆို grade 3မှာကတီချေရုကတသိန်းအထိသင်ခဲ့ရလေအဲ့ဒီတသိန်းရဲ့ဆယ်စားကတသန်းအခုဒီနေ့က grade 4မှာကတသန်းကစပြီးတော့စတင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်တီချေရုတွေကလာဒီအောက်မှာနေရာဆက်ရင် ဒီရောက်မှာရေးမယ်မဆန်းလို့ရှိရင်နောက်တစ်မျက်နှာသွားပေးပါရှင်အဲ့တော့ဒီချေကတော့ရှင်းလင်းသွားအောင်လို့နောက်တစ်မျက်နှာသွားပါမယ်မင်းတို့ရဲ့ဖက်စာအုပ်မှာပါတယ်လေ့ကျင့်ခန်းနံပါတ်1 Okay အဲ့တော့ instruction လေးအရင်ဖတ်ကြရအောင်ဒါတို့တမလို့ရင်ညီရလာရင်ချက်ဒီလိုလေးဖြစ်သွားတယ် sorry နော်ဟုတ်ပါပြီ live ဖတ်ပြီးအောက်ပါကိမ့်များ ကိုဖတ်ပါစာဖြင့်ရေးပါ ဟုတ်ပြီဂိမ်းလေးတွေကိုဒီချေတို့ဖတ်ရမယ်ပြီးရင်စာနဲ့ရေးရပါမယ်အဲ့ဒါကြောင့်မို့လို့မင်းတို့ကတစ်ပုံမကကြီးတစ်ပုံမကကြီးကြည့်ရအောင်ဟိ9 10 9 6 4 3ကြက်ကူလိုက်ပါအောင်ဟိ โอเคအဲ့ဒီဒီကိန်းလေးကိုဖတ်ဖို့အတွက်ဆိုရင်ဒီချက်ကတော့ပြန်လေးခြင်းတဲ့အနေနဲ့ဇယားကွက်လေးပေါ့နော်နေရာလိုက်ဇယားလေးကိုဒီချက်ကအသုံးပြုပါမယ်အဲ့တော့သားတို့သမီးတို့ရေဒီချက်တို့အာနေရာလိုက်ဇယားလေးဆွဲလိုက်ကြရအောင်ဒီလိုပုံစံလေးပါဒီမြင်းလေးရလေးအများကြီးဆွဲကြအောင်မလို့နှစ်ကွက်နှစ်နှစ်ကွက်သုံးကွက်လောက်ဆိုရပြီเนาะအဲ့တော့1 2 3 4 5 6 1 2 3 4 5 6 5 6ဟုတ်ပြီเนาะဒီလိုလေးပါဒီလိုပုံစံလေးဇယောက်ွက်လေးဆွဲလိုက်ပါအဲ့ဒါကိုနေရာလိုက်တံပိုးဇယားလို့ခေါ်ပါတယ်ဒီချက်ကတော့ဒီချက်ကလေးတွေကို grade 3ကနေစပြီးတော့ဒီဇယားလေးနဲ့အမြဲတမ်းတင်သွားပါတယ်เนาะဟုတ်ပြီเนาะအဲ့တော့အခုမှဒီချက်နဲ့ပြန်တွေးကြတဲ့သူတွေကတော့အဲဒီအတိုင်းလေးလိုက်လို့ပြပါเนาะအဲ့တော့ထည့်ပြီးခု10ရာထောင်းတောင်း thing ဟုတ်ပြီနော်အဲ့တော့နေရာတွေထည့်ပြီးဟေ့သူပေးထားတဲ့အတိုင်းရှေ့ရနေစာရေးပါပြီ9 10 9 6 4 okay အဲ့ဒီဂိမ်းကိုဘယ်လိုဖတ်တယ်လဲဖတ်ကြည့်ပေးပါဦးဟုတ်ပြီအဲ့တော့တီချာဖတ်ပြမယ်နော် 9သိန်းသက်တောင်း9643နောက်ဆုံးရဲ့အရှိမအောက်ကမြင့်အတန်ထည့်ဖက်ပါတယ်နောက်ဆုံးကခုကိုကြတော့ခုကိုထည့်မဖက်ဘူးเนาะပြန်ဖက်ပြပါမယ်9သိန်းသက်တောင်း9643ကဲတော့သူတို့ကဖက်ပြပေးပါအောင်ဟုတ်ပြီဖတ်လို့ပြီးသားပြီဆိုတော့ဒီချေတို့ကစာနဲ့ရေးရမယ်ဟိလာစာနဲ့ရေးရအောင်ငါးသိန်းအဲ့ဒါကိုစာနဲ့ရေးပါမယ်ဗင်းမြင့်လေးနဲ့ကပ်ပြီးရင်တော့ဘာလို့ဆို အများကြီးရှည်တဲ့အတွက်ကြောင့်မလို့ငါရေးချဝေဆက်နှလုံးပေါင်းငါတာလုံးတင်းနဲ့တိန်ဝေဆက်နှလုံးပေါင်းတိန်ငါတိန်တက်တောင်းစပိတ်ချမဲတာဝင်ဘူးရေးဆက်တတသဝေတို့တာရေးချငဲ့တောင်းဝေဆက်နှလုံးပေါင်းတောင်းတက်တောင်းခွနဲ့ထောင်းစပိတ်ချမဲနော်ခါခွေရတချောင်းငင်ခုနာငယ်ရေးဆက်တနစ်ခွနစ်ခွနစ်မှာဟာတို့မပေါအောင်နော် ခွနစ်သဝေတို့တာစနုရေးချငဲ့တက်တောင်းခွနဲ့ထောင်း၆ရာ တဝေထိုခောက်ခွေရရရချောက်ကတာ6ရောက်ရောက်ရချာရ6ရောက်40တဝေထိုလာရလေးဝေစနှလုံးပေါင်းလေးစာလင်ရရပလက်တဆယ်40တော့ခု3ခုဆိုတော့3လို့ပဲရေးပါမယ်ဒါတည်တင်ချောင်း3ဝေစနှလုံးပေါင်း3အဲ့တော့နောက်ဆုံးရဲ့အရှိမအောက်ကမြင်လေးထည့်ပေးပါဟိရပြီလား ရပါပြီเนาะအဲ့တော့ဒီဂိမ်းလေးကိုသူပေးထားတဲ့ဂိမ်းလေးကိုဒီကျတို့ဖတ်လို့လည်းတက်သွားပြီစာနဲ့လည်းရေးလို့တက်သွားပြီအဲ့တော့နောက်တစ်ခါတော့ပြန်ဖတ်ပေးပါအောင်9368643ဟုတ်ပြီเนาะပြီးသားရင်တကြောင်ကြော်ပါမယ်တကြောင်ကြော်ပြီးတော့ခါခွေးလို့တက်ပေးပါဟိ editor ခါခွေးတို့ဒီချိန်နဲ့တူတူလုံးပါเนาะခါခွေးမိကွန်းလေးကခါခွေးမိကွန်းလေးက63ညာ ဒါပြီးတော့အဲ့ဒီကိန်းလေးကိုနေရာလိုက်ဇရာလေးမှာနေရာချရအောင်ချဖို့အတွက်ခဏအီအတွက်ကိုတိုက်ရိုက်မယ်1 2 3 4 5 6 6ွက်ပေါ့2ွက်3ွက်4ွက်5ွက်6ွက်ရပြီနော်ဟုတ်ပြီဟေ့အဲ့ဒါဆိုရင် နေရာလေးတွေကိုရေးရအောင် ခုဘက်ကနေစရမယ်နေရာလိုက်တံမှုကိုစရရင်ခုကနေစရမယ်နော် ku se ya tao tao ten hobby အဲ့တော့ကိန်းကိုရေးရင်เนาะဒီကျေတို့ကအရှိဆုံးကရေးရပါတယ်ရှင်6 3 9 10 11 9 နေရာလိုက်တက်မှုရေးရင်အနောက်ဆုံးကနေစာရည်မယ်ဂိမ်းကိုရေးရင်အရှိဆုံးကရေးပါမယ်ဟုတ်ပြီနေရာလိုက်တက်မှုဇာတ်မှာနေရာချပြီးပြီဆိုရင်တော့ဒီချေတို့ကအဲ့ဒီဂိမ်းလေးကိုဖတ်ကြရအောင်တအားတမလို့ရေမင်းတို့ grade 3မှာဖတ်ခဲ့တယ်ဆိုတော့ဒီချေကိုဖတ်ကြည့်ပါအောင်ဖတ်ပေးကြည့်ပါအောင်ပြီးရင်ဒီချေကပြန်ဖတ်ပြမယ်ပြီးရင်ဖြေတိုက်ကြမယ်နော်ကဲဖတ်ကြည့်ပါအောင်ဟိဟုတ်ပြီအဲ့ဆိုဒီချေဖတ်ပြမယ်နော်6သိန်း3ညဖတ်ကြမလို့ဘူး1860 နှစ်ခုနှစ်ခုကခုကိုဖတ်စရာမလိုဘူးအဲ့တော့နောက်ဆုံးရရှိမှာအောက်ကမြင့်အတန်လေးထည့်ဖတ်ပါမယ်ပြန်ဖတ်ပြပါမယ်6,192ကဲဒီကိန်းလေးကိုပြန်ဖတ်ပြမယ်နော်6,192ဒီချက်နောက်က live ပဲ6,192ဖတ်ကြည့်ပါဦး ရမယ်เนาะအဲ့တော့ဖတ်လို့ပြီးသားပြီဆိုရင်เนาะဒီဂိမ်းလေးကိုဒီချေတို့ကစာသားလေးနဲ့ရေးပါမယ်ရှင်ကဲအဲ့တော့ရေးကြရအောင်6တိန်တဝေတို့ခါခွေရဲ့ရဲ့ရေးကြကတာ6တာလုံးတင်နဲ့တိန်ဝေစံဏလုံးပေါ့တိန်6တိန်၃ညရေးကြမယ်လို့ပါဘူးတထောင်စပေးလေးနဲ့နဲ့6ဒါဝင်ဘူးရေးဆက်တတိ တဝေတို့သာစနုအေးကြောင့်ငဲ့တဲ့ထောင်းတဲ့ထောင်းရှေရရာကောက်ဟတ်တို့စတဲ့ရှေရကောက်ရချာရရှေရ60ကာကြီလုံးနှင်းချောင်းငင်ကာကြီလုံးနှင်းချောင်းငင်ကိုဝေဇန်နှလုံးပေါင်းကိုစာလီရပလက်တဲ့စအောက်ကမြင်စ62 နာငယ်ဟထုဇတနှစ်62ဖတ်ကြည့်ပါအောင်ဟိ6သိန်း1862ဟုတ်ပြီเนาะအဲ့တော့အဲခြေရော60ပြီးတော့မှအောက်ကမြင်ထည့်မယ်เนาะရမယ်နော်အဲ့တော့နံပါတ်ခောက်ခွေးပြီးသားပါပြီဒါကြောင့်ကြော်မင်းနံပါတ်ကငင်သွားရအောင်နံပါတ်ကငင်မေကွန်ကူဟိနံပါတ်ကငင်က၄၂၆၈၃ခွနှစ် ဟုတ်ပြီအဲ့ဒီဂိမ်းလေးကိုမင်းတို့ကဒီချက်နဲ့တူတူခုနကလုပ်ခဲ့တဲ့အတိုင်းဇရားကွက်ချမယ်ဖတ်ကြည့်မယ်ဂိမ်းကိုစာနဲ့ရေးမယ်ကဲလုပ်ကြည့်ပေးပါအောင်ဟိစူးစမ်းပြီးတော့လုပ်ကြည့်ပေးပါပြီးတော့မှဒီချက်အပြန်ရှင်းပြပေးမယ်နော်အဲ့ဒီတော့မှမင်းတို့ကဒီချက်နဲ့အတူတူအဖြစ်ပြန်တိုက်ပေးနော်ဟုတ်ပြီဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့လုပ်ကြည့်ပေးပါအောင်ဟိဟုတ်ပြီလုပ်လို့ပြီးသားပြီလားအဲဆိုရင်ဒီချက်ပြန်ပြီးတော့မှရှင်းပြပေးမယ်နော် ီချယ်နဲ့အဖြေလေးတိုက်ပြပါအောင်နော် okay အဲ့တော့တီချယ်တို့ကဇေယျကွက်လေးဆွဲပါမယ်ဇေယျကွက်ဆွဲဖို့အတွက်ဂိမ်းလေးတွေကကနန်လေးတွေကဘယ်နှလုံးလဲကြည့်မယ်နော်1 2 3 4 5 6 9အဲ့တော့ခုနှစ်ကွက်ဆွဲမှာပေါ့နော်1 2 3 4 5 6 9ဟုတ်ပါပြီရှင်အဲ့ဒီမှာမှတီချယ်တို့ကနေရာလိုက်တမှုလေးတွေထည့်မယ်ခု10ရာထောင် 到得等。အဲ့တော့သူပေးထားတဲ့ဂိမ်းလေးတွေကိုအောက်မှာထည့်ကြည့်ရအောင်။ရှေ့ရနေစာရေးမယ်။၄၂၆၈၁၃၇။ Okay အဲ့ဒီဂိမ်းလေးကိုဖတ်ကြည့်ပဲ။တက်၄တန်း၂သိန်း၆တောင်း၈ချောင်း၁၃၈ နောက်တစ်ခေါက်ပြန်ဖတ်ပြမယ်နော်၄တန်း၂3တောက်6000 8000 138ရပြီเนาะအဲ့ဒီဂိမ်းလေးကိုဒီချေတို့ကစာသားလေးနဲ့ရေးလိုက်တော့၄တန်းစပေးချမယ်1 3အဲ့ဒီမှာရေးတဲ့အခါမှာဘာမှားတက်လဲဆိုရင်မင်းတို့တွေကလေဒီကနန်းတွေကိုပြန်ရေးတတ်ကြရယ်เนาะတတိထားပြီเนาะဟုတ်ပြီပြီးတော့6000 shi ya ya ga ha tu se de shi ya ဟုတ်လို့လားရှစ်ရမဟုတ်ရှစ်ထောင်ဒီချေတော့မဝါနော်ရှစ်ထောင်အဝေတို့ထဆနွေးကြောင့်ကတာထောင်ရှစ်ထောင်တရာဒါဝေမွေးစတဲ့တရာကရေးချာရတရာ30တာတိတင်ချောင်းကတော့ဝေစံနှလုံးပေါင်း3စာလင်းရပလက်တဲ့30ခွနစ် ခါခွေတကြောင်ငင်ခုနာငေးစတဲ့နှစ်ခွန်နှစ်နောက်ဆုံးရဲ့အရှိမအောက်ကမြင်ထဲပါပြီရှင်ဟုတ်ပြီเนาะအဲ့တော့ပြီးသားပြီဆိုတော့ဒီကျဲတို့နမဂါကြီးကိုသွားကြရအောင်ဟိဂါကြီးအဲ့တော့ဒါတို့တမလို့ရေဒီကျဲကဂါကြီးပု္ပ္ပာလေးကိုကူရေးပေးပါမယ်ဂါကြီးပု္ပ္ပာလေးကဘယ်လောက်လဲနှစ် တုံညတုံည9ကိုတုံညတုံညโอเคဒီပုတ်လေးကိုလည်းခုနကအတိုင်းမင်းတို့တွေကတချဲဗီဒီယိုလို့ရက်ပြီးတော့လုတ်ပေးပါအောင်เนาะဒီတော့တော့မှတချဲနဲ့တူတူအဖြေတိုက်ကြမယ်။ဘာလို့အောင်လဲ။နေရာလိုက်တံမိုးပြတဲ့ဇယောက်ကလေးဆွဲမယ်။ဂိမ်းကိုဖတ်မယ်ပြီးတော့လို့ရှင်အဲ့ဒီဂိမ်းကိုစာနေရင်မယ်။ကစ်လုတ်ကြည့်လိုက်ပါအောင်ဗီဒီယိုလေးကိုခဏရက်လိုက်ပါအောင်။ โอเคလောက်လို့ပြီးသားရေလို့ဒီချေကထင်ပါတယ်အဲဆိုရင်ဒီချေနဲ့အတူတူအာအဖြေလေးပြန်တိုက်ကြည့်ရအောင်เนาะအဲ့တော့ဇီယောက်ကလေးဆွဲဖို့အတွက်ဂဏန်းလေးတွေကိုရှိမယ်1 2 3 4 5 6 8 9နှလုံးရှိပါတယ်ရှင်အဲ့တော့1 2 3 4 5 6ခဏဟောပြီပေါ့နော်အာဆိုရင်နေရာထည့်မယ်အဲ့တော့အနောက်ဆုံးကနေစထည့်ပါခု၁၀ရှာထောင်း down thing damn โอ้อาจีဖြစ်သွားเนาะแกเอาဆိုလို့ရှင်တက်ဆိုင်ရကိန်းလေးတွေကိုစတဲ့ကြရအောင်1 3ည3ည5 5 3ည3ည Okay အဲ့ဒီကိန်းလေးကိုဖတ်ကြည့်ရအောင်အောက်ကနေအပေါ်ဖတ်မယ်3ညတွေကိုထည့်ဖက်เสียမလို့ဟိနှစ်တန်း5000 900အဲ့တော့900ကနောက်ဆုံးပြင်နေတော့အရှိမအောက်ကမြေအတန်လေးထဲမှာပေါ့နှစ်တန်း9900ဟုတ်ပြီနော်ပြန်ဖတ်မယ်နှစ်တန်း9900ကဲမင်းတို့ဖတ်တာနဲ့ရောတူရဲ့လားဟုတ်ပြီနော်တူရဲဆိုရင်မင်းတို့တွေကဒီသင်ခန်းစာလေးကိုတည်တည်လဲလဲနားလည်နေပြီလို့တည်တည်ထင်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုရင်ဒါလေးကိုစာသားလေးရေးရအောင်ဟိနှစ်တန်းဆိုတော့နာငယ်ဟာတို့ဇတန်နှစ်တာရေးနဲ့တန်ဝိဇဏလုံးပေါင်းတန်နှစ်တန်တုံညာလေးရေးကြမလို့ဘူးအဲ့ဒါကြောင့်9000ငါရေးချဝိဇဏလုံးပေါင်း9တဝေတော်တဇနုရေးချငါတာ1000 9000 ကိုရာကာကြီးလုံးနဲ့ကြောင်းကြီးကိုဝေဇန်နှလုံးပေါက်ကိုရောက်ကောက်ရေချာရာကိုရာအနောက်ကတုံညတွေကထည့်စရာမလိုပါဘူးရှင်အဲ့တော့နောက်ဆုံးရဲ့အရှိမအောက်ကမြင်ထည့်ပါမယ်အဲ့တော့ကိုရာရဲ့အရှိမအောက်ကမြင်ထည့်လိုက်တော့ထောင်နေရလေးပေါ့အဲ့ဒါကြောင့်နှစ်တန်း9900ရပါပြီလားဟုတ်ပြီနော် โอเคကဲအဲဆိုလို့ရှိရင်ဒီချေရိုးတွေကအာတန်းအထီကိန်းလေးတွေပေါ့နော်တန်းအထီကိန်းလေးတွေကိုဘာလို့တက်လဲဆိုရင်နေရာလိုက်တက်မှုဇရာသုံးပြီးတော့ဒီချေရိုးဖတ်တတဲ့ရေးတက်တယ်နော်အဲ့ဒါလေးကိုပြီးသွားပါပြီရှင်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာနေမယ်ခဏလေးခဏရက်ပါမယ်ပြီးတော့ဒီဗီဒီယိုလေးကိုရသွားပြီဆိုလို့ရှိရင်နော်ဗီဒီယိုနံပါတ်2ကိုထပ်ကြည့်လို့ရပါပြီနော်ဟုတ်ပြီနော်အဲ့တော့နားမလည်သေးဘူးဆိုတော့ဒီဗီဒီယိုလေးကိုထပ်ခါထပ်ခါဒီချေကိုကြည့်ထားပေးပါပြီးတော့ဒီချေနဲ့အခုခုအခုတက်ခဲ့တဲ့စာမျက်နှာလေးတွေကိုဒီချေကိုဒီဗီဒီယို ဲအောက်က comment box မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ်အင်္ကြာလေးထပ်ပေးပါဒီချက်ကအမှတ်ကလေးတွေချစ်ပေးမယ်နော်ဟုတ်ပြီနော်ပြီးသားရေလိုအပ်တာလေးရေဒီချက်ပြပြပြသွားပါမယ်အဲ့တော့ဗီဒီယိုနံပါတ်2မှာတင်ပြကြရအောင်တတား